ဒေါအောင်ဆန်းစုကြည်နဲ့တင်ငယ်ချင်းဖြစ်ခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်ရာဂျစ်ဂန်နီဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထောက်ခံအားပေးခဲ့ပါတယ်။ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့အိန္ဒိယမှခွဲထွက်ဖို့လွတ်လပ်ရေးတောင်းဆိုနေကြတဲ့နာဂလူမျိုးစုကောင်းဆောင်များကိုရန်ကုန်သို့ဖိတ်ကြားကာဗိုလ်ချုပ်စောမောင်ကကလားတွေကိုတက်ဖြတ်ကြလက်နက်ခဲရအကုန်ထောက်ပံ့ပေးမယ်ပြီးတော့ဗတိစိတ်ဖို့လည်းမမေ့ကြနဲ့လို့ခေယောင်ရှောက်ရှားပြောခဲ့ပါတယ်။ ပိုဆိုးတာကမြမတန်အဖွဲ့ဝင်တန်းများကိုထပ်မံတွေးဆချိန်မှာမင်းတို့ပတိဆောင်ထားကြလို့ပြောတဲ့အတွက် 1988မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်နာဝတနာအာဖဖွဲ့စည်းကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ရမှာတောကပြဘာရာများမြစ်မို့တောင်ကြီးတပ်ဖွဲ့စိုးရိမ်ထိုင်လန်စွာနဲ့မနိုင်မနှင်းကတောင်ကနင်းဖြစ်ခဲ့ပုံတွေကိုကိုတွဲဖြစ်စဉ်များနဲ့တကွာတင်ပြသွားပါမယ်။အဲ့ဒီလိုတင်ပြရမှာပြည်တွင်းမှာရှိတဲ့ပြုပြင်ပြောင်းလဲရေးလိုလာတဲ့တက္ကအရာရှိကြီးတချို့လူပုတ်ကို မျိုးရွာအစိုးရဌာန တက်များရဲ့ဂုံတိတ်ခလုံးကြုံရေးကိုငဲကွက်ပြီးအမြီရှံလက်ဖော်ပြသွားမှာဖြစ်ပါတယ်။ကုတိုလဲရမွန်မြတ်ပြုစင်တန့်ရှင်တဲ့ဂုံတိတ်ခမူလကလေးကရှိခဲ့တဲ့ကျက်ရှိအနေနဲ့အယံမီတက်တပွဲလိုမျိုးအဖွဲအစည်းတွေဟာနာအဖာရဲ့ဝင်ရောက်ဆွတ်ဖက်မှုနိုင်ငံရေးမှဝင်ရောက်လှုပ်ရှားခိုက်စေရန်ဖိအားပေးရှုတ်ကန်မှုတွေကြောင့်အတုံးရှားခံရတဲ့အယောင်ဆိုးခံရတဲ့လူမှုရေးအဖွဲအစည်းများအဖြစ်ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ 1988စက်တင်ဘာလ18ရက်မှစပြီးဆရာနာရှင်များဟာနာဝတာဆိုပြီးနဝေတိန်တောင်ဘဝနဲ့စတင်တာထွက်လာခဲ့ရမှာဘိုးချုပ်များဟာအ ਨੇ ဆုံးဝင်ကြီးဌာနနှစ်ခုမှလေးခုအထိတောင်တွဲပြီးကံရတဲ့ဖြစ်စဉ်တွေကြောင့်နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုအဓိကဖြစ်တဲ့ဝင်ကြီးဌာနတွေရဲ့မူဝါဒလုံထုံးလုံနေစီမံကိန်းစီမံချက်စတာတွေကိုပြပြင်းစွာအကောင့်အထည်ဖော်မှုအားနေခဲ့ပါတယ်။ အဲ့ဒီဝင်ကြီးဗိုလ်ချုပ်တွေဟာဆုံးဖြတ်ချက်မာရွင်မှုအတွင်ရေးမှုတင်းနဲ့အတွင်ရေးမှုနှစ်တို့တဟစာတာမဖြစ်မှုအာနာလွန်ဆွဲအပြိုင်မှုကိုကျိုးစည်းဘွားအလွန်အမင်းရှာဖွေကြမှုစတာတွေကြောင့်ဝင်ကြီးဌာနများရဲ့ဘတ်ဂျက်ကဲ့သို့ရသေးရထိုက်တဲ့အခွင့်အရေးများဆုံးရှုံးခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်းနာဝတာဥက္ကဋ္ဌပူဇုံစောမောင်ရဲ့ဩဝါဒမိန့်ခွန်းရှိကြီးတွေကိုညီငွေစွာနားထောင်နေရတာကြောင့်ဝင်ကြီးဌာနများရဲ့အလုံးလုံးရှိမရှိတာမို့အင်ကိုပြန်မအိတ်နိုင်တော့ပဲညဘက်မှာဝင်ကြီးတွေဟာရုံးကန်းများအတွင်ဖိုင်တွဲတစ်ထက်ကြီးတွေကြားမှာနင်းမြုပ်နေရပါတယ်။ဖိုင်တွဲစာများကိုဂါဂါနာနာမကြည့်နိုင်ပဲကိုရဲအိယာရှိပီရီများကိုဖတ်ခိုင်းပြီးမရေရာမသေးချာဆုံးဖြတ်ချက်များကိုနှုတ်ကဖြစ်တယ်လို့ပြောခရရတဲ့အထိပယံပတာဖြစ်နေပါတယ်။ ဘူဂျုံစောမာဟာ1988အရေးအခင်ကြောင့်တွေးထက်တန်ရိုးဖြစ်ပြီးခက်ကြမ်းကြမ်းအာဏာသိမ်းရတဲ့ဖြစ်စဉ်တွေနဲ့ဖျားသားတော်များရဲ့တပိတ်ကံကြောင့်အချိန်တိုင်းလိပ်ပြလန့်ဖြန့်နေရပါတယ်တတိယဆရှင်လင်းပွဲတစ်ခုမှာ1988လူမှုအုံကြွမှုအရေးတော်ပုံကြီးအတွင်ရန်ကုန်မြို့တစ်ခုထဲမှာတွင်စစ်တပ်မှပြစ်ခတ်လို့တည်ကြရတဲ့အရေးအတွက်ကိုဗိုလ်ချုပ်စောမောင်ကစေကနန်းသာရှိတယ်လို့ပြောခဲ့တဲ့အတွက်လူမှုဟာဟာကနေဒေါသဖြစ်ခဲ့ရတာကို တွေ့ရှိရပါတယ်။ ကိုတွေးဖြစ်စဉ်အရာထိုအရှင်ကတီဗီဖန်သားပြင်ရှိအတူတူထိုက်ကြည့်မိတဲ့ဆရာဝန်မိတ်ဆွေများကကျွန်တော်ကိုမေးခွန်းထုတ်တာခံရပါတယ်ကျွန်တော်လဲဆရာဝန်တွေစေယုံမှာလက်တွေ့ကူတာပေးရတဲ့လူနာအရေးအတွက်ဟာတသက်ရှိနေလို့ဘိုးချုပ်စောမောင်ပြောတဲ့အရေးအတွက်ဟာမှမှန်ကန်ကြောင်းဝန်ခံခဲ့ရပါတယ် ဗိုလ်ချုပ်စောမဟာပြင်ပမီဒီယာအတန်လွင်ဌာနနိုင်ငံခြားသတင်းထောက်များရဲ့မေးခွန်းများနိုင်ငံတကာရဲ့ဖိအားပေးမှုတွေနဲ့ပြည်တွင်းရှိဒီမိုကရေစီရရှိရေးတောင်းဆိုကြတဲ့အဖွဲ့အစည်းများရဲ့လှုပ်ရှားမှုဝေဖန်ပြောဆိုမှုများကိုဒလဆက်ခုခံရှင်းလင်းနေရပါတယ်။ဒီလိုရှင်းလင်းရမှာမိမိကိုယ်တိုင်အထောက်အထားအကူအကများနဲ့ကာကွယ်ပြောဆိုနိုင်ရေးအတွက်ဥပဒေစာအုပ်များ ဓလေ့ထုံးဆက်ကြံကံများနဲ့ဗုဒ္ဓတရားစာအုပ်များကိုပြန်ကြားရေးဒုတိယဝန်ကြီးဦးစိုးညွန့်အားရှာဖွေကင်ပြီးတိန်ကျုံကတဲတဲမဲမဲဖတ်နေတာမို့ဘ ෝජ ုံစောမောင်ရဲ့အသက်ကြီးရင်မှုကြောင့်အုံနောက်ရဲ့မှတ်မိနိုင်စွမ်းထိခိုက်နေပါတယ်။နေညာမပြတ်အိတ်ရှိမရှိပဲအလောက်ကလူကိုပြီနေပါတယ်။ပိုဆိုးတာကဗိုလ်ချုပ်စောမောင်အနေဖြင့်မဆာလာအသွင်ပြောင်းတာစာညာပါတီကိုအလို့အကဲအထင်ကြီးမျှော်မှန်းပြီး1990ရွေးကောက်ပွဲအားကျင်းပပြီးခဲ့ရမှအရှုံးကြီးရှုံးခဲ့လို့ ၎င်းရဲ့ဂတိစကားအတိုင်းအနိုင်ရ NLD ကိုအာဏာလွှဲပြောင်းပေးရမယ်နိုင်ငံရေးအကျက်အတဲရင်ဆိုင်နေရပါတယ်။အဲ့ဒီလိုနိုင်ငံရေးအကျက်အတဲကြောင့်ဖိအားပေးခံနေရတဲ့ဗိုလ်ချုပ်စောမဟာလက်အောက်ခံတိုင်းနယ်ပြည်နယ်များရဲ့အုပ်ချုပ်ရေးရန်တရားကိုပြန်လဲမကြည့်နိုင်ချိန်မှာတိုင်းမှုတွေဟာလှုပ်ရှင်သလိုလုပ်နေပြီးနေစားပယ်စားဘရင်ငယ်လေးတပ်ဖွဲ့မင်းမှုနေပါတယ်။ ဥပမာတာသုံးသားမှာဖယားသားယဟန်တန်ဃာတော်များဟာရှစ်လေးလုံးအထည်အမတ်ဆွမ်းခံပွဲမန္တလေး၌ကျင်းပစဉ်သွေးမြေကြခဲ့ရတဲ့တမိုင်းဖြစ်စဉ်အရအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်ထွန်းကြည်အနေနဲ့ထိန်ထိန်သိမ့်သိမ့်မလုံနိုင်ခဲ့တာပေါ်လွင်နေပါတယ်။ဒီဖြစ်စဉ်ကြောင့်ပတ္တာနိုင်ကုံဇနာကံဖြစ်ပွားမှုကရက်ဟာဘိုးချုပ်စောမောင်ကိုတောက တောင်တန်းပြပါတာပွားစီခဲ့ပါတယ်။ ဘိုးချုပ်စောမဟာဓမ္မဆက်နဲ့မရရင် အာနာဆက်နဲ့ကျင့်သုံးမှာဖြစ်တယ်လို့အတီအလင်းပြောခဲ့ဘူးပါတယ်။ယခုတစ်ဖက်2000ခုစက်တင်ဘာလမှာဖျားသားတော်ရရဲ့ပတာနှိတ်ကုံဇနာကန်ဆောင်တပိမောက်ရတွင်လဲအာနာဆက်နဲ့ကျင့်သုံးမယ်လို့ဘိုးချုပ်တန်းရွှေကပြောခိုင်းတဲ့အတွက်တွားလေသူဘိုးချုပ်စောမောင်အကြီးပြီးတန်ဝေက တရားယူတင်ကြတတိပေးလိုပါတယ်။ ဘိုးချုပ်စောမောင်ဟာ1997ဒေါ်လာယင်းနှစ်အခမ်းအနားမိန့်ခွန်းပြောကြရမှာရေးသားအတည်ပြုထားတဲ့မိန့်ခွန်းပြောဆိုပြီးုံနဲ့အာမရလို့စိတ်ထဲကခံစားချက်တွေမွန်းကျက်မှုကြောင့်ပောက်ကွဲထွက်လာတဲ့ဇာတ်ကားတွေကိုနိုင်ငံတကာကစောင့်ကြည့်နေမှုကိုတတိမထားနိုင်တော့ပဲနှစ်နာရီမကပြောဆိုခဲ့ပါတယ်နေပူထဲမှာရည်နေကြတဲ့စေရေးပြစစ်တီများပင်မမှုတံမခံနိုင်တော့လို့ကိုင်းထဲမှာပြစ်လဲကြကုန်ပါတယ်။ ။နောက်ဖြစ်စဉ်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်နဲ့တင်ငယ်ချင်းဖြစ်ခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်ရာဂျစ်ဂန်နီဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထောက်ခံအားပေးခဲ့ပါတယ်။ဒါကိုလက်တုံးပြန်တဲ့အနေနဲ့အိန္ဒိယမှာခွဲထွက်ဖို့လွတ်လပ်ရေးတောင်းဆိုနေကြတဲ့နာဂလူမျိုးစုကောင်းဆောင်များကိုရန်ကုန်သို့ဖိတ်ကြားကဗိုလ်ချုပ်စောမောင်ကကလားတွေကိုတပ်ဖြတ်ကြလက်နက်ခဲရအကုန်ထောက်ပံ့ပေးမယ်ပြီးတော့ဗတိစိတ်ဖို့လည်းမမေ့ကြနဲ့လို့ခေါင်းလျှောက်ရှားပြောခဲ့ပါတယ်။ ဒီတပိတ်ကံရဲ့စိုးကြိုးတန်တက်ရောက်မှု ဝင်လာပြီဖြစ်ပါတယ်။ပူဆိုးတာကမြမတန်အဖွဲ့ဝင်တန်းများကိုထပ်မံတွေးဆချိန်မှာမင်းတို့ပတိဆောင်ထားကြလို့ပြောတဲ့အတွက်စိတ်ဖောက်ပြန်နေကြောင်ပေါ်လွင်သွားပါတယ်။ဒါကြောင့်တရားမဝင် တိုးတိုးတိတ်တိတ်အာနာသိမ့်ခံရပြီးတေဆုံးသည့်အခါတွင်လည်းတိမ်တိမ်ငယ်ငယ်ဖြစ်ဏီကုန်းချုပ်သွားရခြင်းဖြစ်ပါတယ်။